50ကျော်အရွယ်ရောက်မှအမြင်မသင့်တော်ဒါရီလုံနေတဲ့ဒေါခင်မဦးကိုအွန်လိုင်းကနေဆုံးမနေတဲ့အမွန်တင်အလုံးမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျဆွလိုက်ပါတယ်တက်တော့သုံးသူတွေဂျာရဲမှာနာမည်ကြီးနေတာကတော့နေပြည်တော်မှာနေထိုင်တဲ့အန်တီခင်မဦးဖြစ်ပြီးသူ့ရဲ့အပြုမှုတွေကြောင့်လူပြောများနေတာပေါ့နေပြည်တော်ကဝန်တန်းအင်အားတစ်ခုမှနေထိုင်တဲ့အန်တီခင်မဦးကဆယ်လီဖြစ်ချင်လို့နေ့စဉ်နေ့တိုင်းမှာဗီဒီယိုတွေရိုက်တင်လေးရှိပါတယ်ဒါပေမဲ့ဗီဒီယိုတွေကအမြင်မသင့်တော်ဇာတ်တွေဖြစ်နေတာကြောင့်အမော်တင်ကအန်တီခင်မဦးတို့ကိုလိုင်းမော်ကနေတဆင့်ဆုံးမနေပြီဖြစ်ပါတယ်ဆိုရှယ်မီဒီယာမှာလူပြောမ များတဲ့အကြောင်းအရာတွေကိုပြောပြလေးရှိတဲ့ M1 သင်အတွက်တော့ဒီတစ်ခါအလှည့်ကျလာတာကတော့ Andy Kimma ဦးပဲဖြစ်ပါတယ်။နတ်သမီးလေးကိုနတ်ကင်အောင်လို့တိုက်တွန်းနိုင်ခဲ့တဲ့ M1 သင်ကဒီတစ်ခါမှလည်း Andy Kimma ဦးကိုအသက်အရွယ်ကိုထောက်ဖို့ပြောနေတာပါ။ Andy Kimma ဦးကသာသမီတွေလည်းရှိတဲ့အသက်50ကျော်အရွယ် Andy ဖြစ်ပေမဲ့ TikTok မှာတော့အမြင်မသိတောင်းကနေပါတယ်။တရက်ကို TikTok အပုတ်ရများစွာရိုက်ကူးလေးရှိပြီးသူ့ရဲ့ခန္ဓာကိုယ်အရှိတရားတွေကိုမြင်အောင်တမျိုးမမြင်အောင်တမျိုးပြသတတ်တဲ့သူပါ။အိမ်ထဲမှာလည်းနေရာဆောင်အောင် TikTok ဆော့တက်ပြီးအိမ်ထဲကနေရာတွေကုန်သွားလို့လှေက ာကလည်းရန်အပေါ်ထိလဲတက်တော့တက်ဆော့တက်ပါတယ်အန်ဒီခင်မာဦးရဲ့အပြုတ်မှုတွေအကြောင်းသူ့ရဲ့သားသမီးတွေလည်းမျက်နှာပြစ်နိုင်ပြီးပတ်ဝန်းကျင်မှာလည်းပြောစရာဖြစ်လာနိုင်တယ်လို့ဆိုပါတယ် သူရဲ့အပြုမှုတွေကအသက်ကြီးတဲ့လူကြီးတယောက်နဲ့မကညီပဲမြင်ရတဲ့သူတွေတောင်မကြည့်နိုင်အောင်ရှက်သွားကြတာပေါ့။ရောင်းလေရမှာလဲတစ်တော့ကိုဆော့ရာကြောင့်နာယီကိုလိုက်ပို့ရင်လဲတစ်တော့ကိုရောင်းအောင်ရိုက်ကူးတဲ့အထိဝါသနာကြီးနေပါလိမ့်ရှင်။ရေချိုးရင်နဲ့လဲတစ်တော့ဆော့သလုံးလမ်းသောင်းရင်နဲ့လဲဝါသနာကိုမဖြောင်းနိုင်တာကြောင့်သူ့ကိုဝေဖန်နေကြတာပေါ့။အခြားသောအန်တီကြီးတွေလဲတစ်တော့ပေါ်မှာချစ်စရာကောင်းအောင်သုံးနေတာကိုဘယ်သူမှအပြစ်မမြင်ကြပေမဲ့အန်တီခင်မောင်ရဲ့အမှုယာရီကတော့စံပြနေတာပေါ့။တစ်ခါတည်းမှာအသက်ရွယ်ကိုမထောက်ထားတဲ့အမှုယာရီကိုပြသတက်လို့မြင်ရသူတွေကတော့မျက်နာပူနေရပါတယ်။ ယ်။နမဲကြီးဖို့အတွက်အန်တီခင်မာဦးကမတုံးသင့်တဲ့နှီးတွေကိုတုံးနေလို့လူငယ်တွေအတွေ့အယူမှားမှာကိုလည်းစိုးရိမ်နေကြတာပေါ့။အန်တီခင်မာဦးကတော့ဆယ်လီဖြစ်ချင်းရင်ဝေဖန်ခံရနိုင်မယ်ဆိုတဲ့နီးလန်းကိုတုံးနေတဲ့သူပါရှင့်။အဲဒါကြောင့်ပွဲတိုင်းကြောင့်အမော်သိန်းကနေပြည်တော်ကအန်တီခင်မာဦးကိုမသိမ့်တော်တဲ့အမှုရာတွေနဲ့တက်တော်မတုံးသင့်ကြောင်ပြောဆိုနေကြတာပေါ့။ သူမှလည်းအရွယ်ရောက်ပြီးသားသားသမီးလေးတွေရှိနေလို့အပြုတ်မှုဆင်ခြင်တဲ့ကြောင်းကိုပြောပြမိအန်တီခင်မအူကတော့သူ့ရဲ့အပြုတ်မှုတွေကိုမလျှော့သွားခဲ့ပါဘူးအမောတင်ကအွန်လိုင်းပေါ်ကနေအမြင်မသိတော်တဲ့အရာတွေကိုပြောပြနေလို့သူ့ဇကားတွေကိုလက်ခံလာကြတဲ့သူတွေလည်းရှိပါတယ်ငွေချင်းအင်အားလည်းကြီးမားတဲ့အပြင်နောက်ခံအင်အားကလည်းကြီးမားတဲ့အမောတင်ကိုတော့ဘယ်သူမှမထီရဲကြပါဘူးအမောတင်ကသူ့မျက်လုံးထဲမှာဖက်ရှင်မကျတဲ့သူတွေကိုတွေ့ရင်လည်းဘယ်သူကမှအာမနာတဲ့ပြောတတ်သူဖြစ်ပါတယ်အိမ်လွယ်ပုံလွယ်နည်းတွေကအစာပုံစံမကျရင်အမောတင်ကစိတ်ထဲမှာရှိတဲ့အတိုင်းပြောတတ်ပါတယ် ်သူရောင်းတဲ့လက်ဝဲရတနာတွေကိုမဝယ်နိုင်ပေမဲ့သူ့စကားလေးတွေကိုသဘောကျလို့ဆိုကတကူတကနားထောင်သူတွေလည်းရှိတယ်ရှင် တချို့ကလည်းအမော်သင်းကိုပါလီယာလို့နာမည်ပေးထားကြပြီးသူ့အပြောတွေကိုမကြိုက်ကြပါဘူး။အခုလည်းဆိုရှယ်မီဒီယာမှာအမြင်မသင့်တော်စရာတွေကိုပြောရင်းနဲ့အန်တီခင်မာဦးဘက်ကိုရောက်လာခဲ့တာပေါ့။ပုံမှန်လုံးနေကြအရာတစ်ခုကိုချက်ချင်းဆွလို့ဖို့ခက်ခဲနိုင်လို့အန်တီခင်မာဦးကတော့အရင်လိုအမှုယာရီနဲ့ပျော်ရွှင်နေမြဲပဲဖြစ်ပါတယ်။အမော်သင်းပြောတဲ့အကြောင်းအရာတွေကတကယ်ရောမှန်ကန်ရဲ့လားဆိုတော့ခမမအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။ sí